ဒီဇလန်းကတော့မနေ့ကတင်ဆက်ပေးခဲ့တဲ့ Black and Honey ရဲ့အပိုင်းနှစ်ပတ်ဖြစ်ပါတယ်။ဒီကားထဲမှာတော့ပထမပိုင်းမှာလို့တော်ထဲမှာလည်းတက်ဖြတ်ကြတာမဟုတ်ပဲ Push တို့ဖွဲ့ကမြို့ရဲတဲထိဝင်ပြီးတက်ဖြတ်ကြမှာပဲဖြစ်ပါတယ်။ဇလန်းရဲ့အဆမှာတော့လူတွေရဲရဲဆက်ဆက်တည်ခဲ့ရတဲ့ဧကတရာတော်ကြီးထဲမှာ Chris တယောက်ပဲအသက်ရှင်ကျန်ရည်သူဖြစ်နေတာမို့အားလုံးက Chris ကိုလူသက်သမားဖြစ်သတ်မှတ်လိုက်ကြတယ်။ ခရစ်ကလည်းသူတတ်တာမဟုတ်ပဲထူးခြားတဲ့အကောင်ကြီးတွေကတတ်တာပါလို့ပြောပေမဲ့လည်းပူးစတိုအုပ်စုကိုဘဒုကားမှတော်ထဲမှာမမြင်ဘူးတာမို့အားလုံးကခရစ်စကားကိုမယုံကြပါဘူးဒါပေမဲ့လည်းယုံကြည်တဲ့နေခံတချို့ကတော့ရှိနေပြီပူးစတိုတွေတော်ထဲမှာရှိတယ်ဆိုတာကိုယုံကြပြီတည်ခဲရတဲ့သူတို့ရဲ့တက်ဆိုင်သူတွေအတွက်လက်စားချေဖို့အတွက်ပူးစတိုကိုလိုက်ရှာကြပါတယ် ခရစ်ကတော့သူ့ပညာရေးအတွက်စေချောင်းဆက်တက်ခဲ့ရပြီးဖြစ်ခဲ့တဲ့ကိစ္စတွေကြောင့်လူတွေကလည်းသူ့ကိုမယုံကြည်ကြတော့သလိုသူ့ရဲ့ယင်ထဲမှာလည်းအရာတွေနဲ့ပတ်သက်ပြီးအညှိုးတွေအာဃာတတွေဖြစ်လာခဲ့ပါတယ်။အဲ့ဒီအချိန်တစ်ဖက်မှာလည်းပူစ်တို့ကြောက်ရတဲ့အစာရေစာပြက်လက်မဲ့ဆောင်းရာတီကြီးကတဖန်ရောက်လာတာမို့ပူစ်ကသူ့တငယ်ချင်းတွေကိုထားခဲ့ပြီးတော်ရက်ကနေထွက်ခွာဖို့အတွက်ဆုံးဖြတ်လိုက်တယ်။ဒါကြောင့်ပူစ်နဲ့ခရစ်တို့ဘဲကိုပဲသွားသွားတေးကြတာတစ်ခုကတော့သူတို့နှစ်ယောက်ရဲ့ကံကြမ္မာကသူတို့ကိုစုံစီမှာဖြစ်ပြီးသူတို့သွားတဲ့လမ်းတစ်ချောင်းမှာလည်းလူတွေအများကြီးထိခိုက်နေအောင်မှာပဲဖြစ်ပါတယ်။ ဒီကိစ္စတွေဖြစ်ပြီးတာတော့မကြောက်ရေးချာမကြောက်ဆိုတဲ့မိရွာတို့တငယ်ချင်း၃ယောက်ကတော့အေကတရာတော်ထဲမှာကားအိမ်လေးတစ်စီးနဲ့စခန်းချနေခဲ့ပြီးတရေခေါ်တဲ့ဂိမ်းဆော့နေခဲ့ပါတယ်။ဒါပေမဲ့လည်းတရေရောက်မလာပဲပူစုအဖွဲ့ရောက်လာတာမို့ရုတ်တရက်ဆိုသလိုကားအိမ်တစ်စီးလုံးလှုပ်ရမ်းသွားခဲ့ပါတယ်။ ဒါကြောင့်သူတို့တွေလည်းလန့်သွားကြပြီအဲ့ဒီအချိန်တယောက်ယောက်ရဲ့ဒီကိုမလာခဲ့သင့်ဘူးဆိုတဲ့အတန်ကိုပါကြားလိုက်ရတာမို့ပို့ပြီးထိတ်လန့်သွားကြတယ်အဲ့ဒီမှာပဲထိုင်နေတဲ့ Alice ရဲ့ကိုယ်တဲ့ကိုဒုတ်တချောင်းရုတ်တရက်ဖောက်ဝင်လာတာမို့ဒါကိုမြင်လိုက်ရတဲ့ကြံတဲ့နှစ်ယောက်လည်းငဲတမ်းမအောင်အထိအော်ဟင်းမိကြတော့တယ် အဲလစ်တည်သွားပြီဆိုမှဖားဝင်လာတဲ့ဒုတ်ကြီးကိုတစ်ဖက်ကနေပြန်ဆွဲနှုတ်သွားပြီအဲ့ဒီအချိန်လူသက်သမားရဲ့မျက်နှာကြီးကိုမြင်လိုက်ရတာမို့မိယာကတကားနာမှာရှိနေတဲ့ဂျေမီကိုတကားမြင်မြန်ပိတ်ဖို့ပြောလိုက်တယ်ဒါနဲ့ဂျေမီလည်းတကားကိုပြေးပိတ်ရာကနေအပြင်ဘက်ကထူးဆန်းတဲ့အကောင်ကြီးကတကားကိုလှမ်းဆွဲတာမို့ကြောက်လန့်ပြီးစောင့်ပိတ်လိုက်ပြီးတော့သူ့လက်တစ်ဖက်ကတကားမှာညက်သွားပြီးအယိုးတွေငေါငေါကြီးထွက်လာပါတယ်အဲ့ဒီလိုဖြစ်လို့ကြောက်လန့်နေတော့မှပဲအပြင်ဘက်မှာရှိတဲ့ထူးဆန်းတဲ့အကောင်ကြီးကသူတို့ရဲ့ကားအိမ်တစ်ခုလုံးကိုမာနေတာမို့ကားထဲမှာရှိတဲ့လူတွေအားလုံးဖျို့ဖျဲတွေဖြစ်ကုန်ကြတယ် ကားမတော့မှတိနေတဲ့မိွာကကားပတင်းပေါက်ကနေအလှင်မီဆင်းပြေးလာခဲ့ပြီးအနီးမှာရှိတဲ့အလှဆင်ထားတဲ့ကားလေးနဲ့ထွက်ပြေးမဲ့လုံနေတော့မှပဲထူးဆန်းတဲ့အကောင်ကြီးကသူ့မကိုမိသွားပြီးဆွဲခေါ်သွားပါတယ် အဲ့ဒီအချိန်ကားမောက်ရာကနေကားမိလောင်သွားပြီးအထဲမှာပိတ်မိနေခဲ့တဲ့ဂျေမီကကားထဲကနေအသက်လူပြေးလာခဲ့ပေမဲ့လည်းခန္ဓာကိုယ်တစ်ခုလုံးကတော့မီးဆွဲသွားတာမို့ရုပ်ပြက်ဆင်းပြက်ဖြစ်နေပြီးရေထဲမှာလူးလိုက်နေရပါတယ်။တစ်ဖက်မှာလည်းကုန်းပေါ်မှာရှိနေတဲ့မိဘကခြေထောက်မှာခြေညက်တဲ့အရာကြီးနဲ့ညှက်ခံထားရပြီးပြေးတဲ့လောက်ရှေ့မရောက်ဖြစ်နေတာနဲ့နောက်ဆုံးမှာတော့ခြေတွေလက်တွေလိမ်ချိုးတာကိုခံလိုက်ရတော့တယ်။အဲ့ဒါတွေမပြီးသေးပဲအဲ့ဒီကောင်ကြီးကခြေထောက်မှာညက်နေတဲ့တန်ညက်ကိုဖြုတ်ယူလိုက်ပြီးမိရာရဲ့မျက်နှာရှေ့မှာထားလို့လေဘင်းကိုအဲ့ဒါကြီးနဲ့ညက်ပြီးတက်ပစ်လိုက်တယ် ဒါကိုမြင်လိုက်ရလို့တကောလုံးမီလောက်ခံထားရတဲ့ဂျေမီတယောက်လဲမလောက်ပါနဲ့ဆိုပြီးတောင်းပန်နေပေမဲ့လဲနောက်ထပ်ထူးဆန်းတဲ့အကောင်ကြီးကသူမစီကိုဒုတ်ချောင်းရှိတစ်ခုယူလာပြီးသူမရဲ့ကိုပေါ်ကိုအဲ့ဒီအရာကြီးနဲ့စိုက်ထားလိုက်တော့တယ်အဲ့လိုတွေဖြစ်ပြီးညနေခင်းတစ်ခုမှာတော့တောင်းကြနေတဲ့ပူဆိုအဖွဲကိုလိုက်ဖမ်းဖို့ဆိုပြီးထွက်လာကြတယ်မုတ်ဆိုးသုံးယောက်အဖွဲလည်းရှိနေခဲ့ပြီးမုတ်ဆိုးတယောက်ကတော့သူမိမကိုတတ်သွားခဲ့တာကြောင့်လက်စားချင်းချင်းစိတ်တွေပြင်းပြနေပြီးညာနတ်တာတော့အိမ်ပြန်ဖို့ကိုမစင်စားဘဲဆက်ပြီးရှာနေခဲ့ပါတယ် အဲ့ဒီအချိန်သူတို့ကိုလိုက်ဖမ်းနေတာသိတယ်ပုစုအဖွဲ့ကအောင်းကလည်းမုတ်ဆိုးတွေကိုမြင်သွားပြီးသူတို့စကမ်းချထားတဲ့နေရာကိုပြန်လာလို့ပုစီကိုတည်င်းပို့တယ် အောင်ကတော့ခရစ်ယေရှုကြောင့်မုတ်ဆိုးတွေကသူတို့ကိုလိုက်ရှာကြရကနေအခုတဖြည်းဖြည်းနဲ့သူတို့နေရာနဲ့နီးလာတာကတကြောင်အခုစောင်းဝင်လာတာနဲ့အစာရေစာနဲလာပြီးမို့သူတို့အားနဲ့လာတာကတကြောင်နဲ့အခုလိုပဲပုံပြီးနေမှာလားဒါမှမဟုတ်ရှင်တန်မှုအတွက်တိုက်ခိုက်မှာလားလို့မေးလိုက်ပါတယ်မုတ်ဆိုးတွေကလည်းတဖြည်းဖြည်းလိုက်ရှာနေကြရကနေရှေ့ရောနောက်ရောကပါအတန်တွေပြိုင်းတူကြားရလာတာမို့တနတ်ကိုရှေ့ပဲချိန်ရမလို့နောက်ပဲချိန်ရမလို့ဖြစ်နေကြပါတယ်ဒါကြောင့်သူတို့တွေကလူတရားကိုအနောက်ကိုသွားကြည့်ဖို့လွှတ်လိုက်ပြီးကြံခဲ့တဲ့သူတို့နှစ်ယောက်ကတော့ပူရှုပေါ်လာရင်ပြစ်ဖို့အတွက်တနတ်ကိုအစင်သစ်ချိန် ိန်ထားကြပါတယ်အဲ့ဒီမှာပဲသူတို့နှစ်ယောက်စီကိုပစ်ကလက်ရောက်လာပြီးမုတ်ဆိုးတယောက်ကိုတိုက်ခိုက်ဖို့လုပ်တာနဲ့နောက်ထပ်မုတ်ဆိုးကတန်းတန်းနဲ့ချိန်ပြီးပစ်ကလက်ရဲ့ခေါင်းတက်တဲ့ကိုပစ်ထည့်လိုက်တယ် ခေါင်းမြက်ပြီးသေးသွားတယ်ပစ်ကလပ်ကိုကြည့်နေတော့မှာပဲတယောက်တည်းထွက်သွားတယ်သူတို့လူရဲ့အော်တန်ကိုကြားလိုက်ရတာမို့အတန်လာရာကိုပြေးပြီးသွားကြည့်ကြတယ်အဲ့မှာတော့လေဘင်းသားတစ်ခုလုံးဆွဲဖြက်ခံထားရပြီးပုံပြက်ပန်းပြက်ဖြစ်နေတဲ့သူတို့လူကိုတွေးလိုက်ရတာကြောင့်ဘသူလောက်တာလဲလို့မေးနေခဲ့ပါတယ်အဲ့ဒီမှာပဲတရက်ခံပူရှောက်လာပြီးမုတ်ဆိုးလက်ထဲကတနတ်ကိုဆွဲလူရကနေမုတ်ဆိုးတယောက်ကိုတနတ်ကမှန်သွားပြီးညနာတစ်ချမ်းလုံးဆုပ်ပြတ်တတ်သွားတယ်လို့တနတ်လူခံလာရတဲ့မုတ်ဆိုးကခေါင်းထဲကိုလည်းတနတ်တစ်ခုလုံးထိုးထည့်ပြီးတက်ပြစ်လိုက်ပါတယ် မနေ့ရောက်ချိန်မှာတော့မျက်နှာတစ်ချံဆုပ်ပြတ်သွားတဲ့မုတ်ဆိုးကတတိရလာခဲ့ပြီးလမ်းလျှောက်ခဲ့ကြည့်ပင်မဲ့လေဘလောက်မှတော့မလျှောက်ရသေးခင်မှာပဲပြန်လဲကျသွားခဲ့ပါတယ်။တစ်ဖက်မှာလည်း Chris ကသူတာဝန်ကြားတဲ့ဆေးရုံမှာခလေးတွေကိုစေကူးသားပေးနေခဲ့ပင်မဲ့လေ Chris ကိုလူသက်သမားလို့ပဲယုံကြည်ထားကြတဲ့လူတွေကြောင့်ဆေးရုံအရာကြီးက Chris ကိုခေါ်ပြီးသူတို့ကလူအယုံဆိုင်ခံရတာကိုမကြိုက်တာမို့အလုပ်ထုတ်လိုက်ပြီဆိုတဲ့အကြောင်းပြောပါတယ်။ အဲ့ဒီချိန်မှာပဲမျက်နှာတစ်ချမ်းဆုပ်ပြက်ပြီးလဲကျနေတဲ့မုတ်ဆိုးကခရစ်ရဲ့ဆေးရုံကိုရောက်လာရကနေခရစ်ကသူ့တန်ငယ်ချင်းအာရွန်ဆိုတာကိုတည်သွားပြီးအာရွန်ရဲ့ပုံစံကြောင့်ထိတ်လန့်သွားပါတယ်။တစ်ဖက်မှာလည်းပူဆုကြက်စားတဲ့ဧကတရာတော်ထဲကိုတားဖားနှစ်ယောက်ကတော်ရင်းခီးစဉ်တစ်ခုထွက်လာကြပြီးအဖေဖြစ်သူကတားကိုတော်ထဲကတိတ်ဆန်လေးတွေရဲ့နာမည်တွေကိုမေးနေခဲ့ပါတယ်။တားဖြစ်သူမေကလဲအယောက်မှာတော့မှန်မလူထဲကနေကြောက်စရာကောင်းတဲ့မျက်နှာနဲ့အောင်းကိုမြင်လိုက်ရတာမို့ကြောက်ပြီးတစ်ပင်နောက်ကိုဝင်ပုံးသွားပါတယ်။ ဲ့ဒီအချိန်မျက်စိတမိတ်အတွင်းမှာပဲအောင်းကအဖေဖြစ်သူကိုခြိသွားတာမို့တားဖြစ်သူလည်းသူပုံလိုက်တဲ့ခဏအတွင်းပျောက်သွားတယ်သူ့အဖေကိုမတွေ့တာနဲ့လိုက်ရှာနေခဲ့ပါတယ်ဒါပေမဲ့လည်းအဖေဖြစ်သူကတော့တားဖြစ်သူမမှတ်မိနိုင်လောက်အပိုင်းပိုင်းနေပြတ်နေပြီးရေထဲကိုပြစ်ချခံလာရပါတော့တယ်တစ်ဖက်မှာလည်းခရစ်ကသူငငယ်ကပုစုနဲ့အတူရှိခဲ့တဲ့အချိန်တွေကိုမေ့နေခဲ့တာမို့ပြန်မှတ်မိလောက်အတွက်စိတ်ချမ်းသာရေးထူးကူးနဲ့စိတ်ကိုကူးသားနေခဲ့ပါတယ် ဲ့ဒီမှာပဲခရစ်တရပူးစုနဲ့စားသီးတဲ့အရင်ချိန်ကိုပြန်ရောက်သွားခဲ့ပြီခရစ်စင်သားတလို့တော့ပူးကအစားတဲကယင်ကြီးတဲ့အကောင်တကောင်မှုတ်ခဲ့ပဲအသားစိမ့်တွေကိုစားနေခဲ့တဲ့ခရမ်းရမ်းအကောင်တကောင်ဖြစ်နေခဲ့ပါတယ်အဲ့နောက်ဆရာဝန်ကဆက်ရဲ့ပူနာဆိုင်နဲ့ထိသွားလို့ပြောတဲ့နောက်သူငယ်ငယ်ကမွေးနေ့ပွဲကျင်းပနေတဲ့ချိန်ကိုရောက်သွားပြီသူတက်ငယ်ချင်းတွေအားလုံးဆုံးနေကြတာမို့တူတူဖုန်းနဲ့ကစားနေကြတော့သူညီဘီလီကိုကားတစ်စီးကပြန်ပြီးဆွဲသွားတာကိုတွေ့လိုက်ရပါတယ် ပြန်မေးဆွဲသွားတဲ့လူကိုလှမ်းကြည့်ပေမဲ့လည်းမျက်နှာကတော့ရှင်းရှင်းလင်းလင်းမမြင်ခဲ့ရပါဘူး။အဲဒီအချိန် Chris လည်းအင်ွေချခံရကနေနိုးလာပြီးသူ့ညီကိုပြန်မေးဆွဲသွားတဲ့သူကိုမြင်လိုက်ရတယ်လို့တုံတုံရင်နဲ့ပြောနေတာမို့။ဆရာဝန်ကစိတ်လျှောက်ဖို့ပြောပြီးဒီလောက်ဆိုရင်သူတို့တဖြည်းဖြည်းနဲ့တိုးတက်လာပြီလို့ပြောပါတယ်။ ဒါနဲ့ခရစ်လည်းအိမ်ပြန်လမ်းမှာမဆောင်နိုင်တော့ပဲချက်ချင်းဆိုသလိုသူ့တငယ်ချင်းလက်စီစီကိုဖုံးဆက်ပြီးဒီနေ့သူ့ညီကိုပြန်ပြီးဆွဲသွားတဲ့သူကိုမြင်လိုက်ရကြောင်းနဲ့တိတိကျကျမမြင်လိုက်ရပေမဲ့တကယ်လို့ရှင်းရှင်းလင်းလင်းသာမြင်ရရင်အကုန်ဖြစ်ရှင်းရပြီလို့ပြောရင်လက်စီကိုသူ့နားမှာအမြဲရှိနေပြီလို့ကျေးဇူးတင်တယ်ဆိုပြီးလှမ်းပြောပါတယ်လက်စီကလည်းအာတင်းထားဖို့ပြောပြီးသူဒီနေ့ထင်းရတယ်ဖရက်ဒီဆိုတဲ့ကလေးကလည်းဟော်ရာဆန်ဆန်တွေယူထားပြီးသူ့ကိုဟောအလုံးကားတဲ့ကလိုအကွက်တွေနဲ့တိုက်ခိုက်နေတယ်ဆိုတာတွေကိုပြန်ပြောရင်ဖုံးချသွားခဲ့ပါတယ် သူဖုံးပြောနေစဉ်အတွင်းမှာပဲ Freddy က Black Honey ပထမပိုင်းကိုကြည့်နေခဲ့ပြီအဲ့ဒီကားက Chris ရဲ့ဖြစ်ရမှန်ဇလန်းကားမလားလို့မေးတာနဲ့ Leslie ကလည်းမဟုတ်ဘူးပြန်ဖြေပြီး TV clock ကိုပိတ်လို့အိယာဝင်ဖို့ပြောလိုက်တယ်တဖက်မှာလည်းရဲသုံးယောက်ကတောထဲက push ရဲ့တားထက်ခန်းထဲကိုဆိုက်ဆိုက်မြိုင်မြိုင်ဝင်ချလာရတာကနေ push ရဲ့ရဲရဲဆက်ဆက်အမဲဖြတ်တာကိုပြန်လမ်းမရှိမဲခံလိုက်ရတော့တယ် ခရစ်ကလည်းအိမ်မှာသူ့အဖေနဲ့အမေကိုသူဒီနေ့အိမ်ဝင်ချရင်တွေ့ခဲ့ရတယ်။သူညီလေးပျောက်သွားတဲ့နေ့ကအကြောင်းကိုပြောပြရင်လူတယောက်ကိုတော့တေချာမမြင်လိုက်ရပေမဲ့တေချာတာကတော့အဲ့ဒီလူကသူညီလေးကိုဖမ်းခေါ်သွားခဲ့တာလို့ပြောပါတယ်။အဲ့နောက်တော့သူကသူ့အဖေကိုအော်ခေါ်ခဲ့တယ်ဆိုပြီးပြောတာမို့အမေဖြစ်သူကမှတ်ညံတူတော့မဖြစ်နိုင်ဘူးလားလို့မေးတာနဲ့ခရစ်အဖေကမှတ်ညံတူမဟုတ်ပဲသူလဲအဲ့နေ့ကခရစ်စီကနေသူ့ကိုလှမ်းခေါ်တဲ့အတန်ကိုကြားခဲ့ရတယ်လို့ပြောပြပါတယ်။ ဒါကြောင့်အစကတော့သူကအခုလိုစိတ်ကူးတဲ့ကိစ္စကိုမယုံခဲ့ပေမဲ့လည်းခရစ်တိုတက်လာတာကိုမြင်ပြီးသူတို့နီးစပ်လာပါပြီလို့အားပေးခဲ့ပါတယ်။ဒါနဲ့ညမှာတော့ခရစ်တီယာအင်တာနက်ပေါ်ကနေလွန်ခဲ့တဲ့2003ခုနှစ်ကခလေးတွေအဖမ်းခံလာရတဲ့ကိစ္စကိုရှာကြည့်တော့လူတက်မှုနဲ့မီးရှို့မှုဆိုတဲ့ခေါင်းစဉ်နဲ့အမှုကြီးပေါ်လာတာမို့ခရစ်လဲဝင်ကြည့်လိုက်ရတာကနေဆက်ဆက်မှုရှိနေတာကိုတွေ့လိုက်ရပြီးမီးလောင်တဲ့အိမ်ကနာမည်ကြီးမျိုးရိုးဗီဇာပညာရှင်အိမ်ဖြစ်နေခဲ့တယ်ဆိုတာပါသိလိုက်ရတယ်။ ီလောက်ပဲစုံစမ်းလို့ရတာမို့ခရစ်လည်း laptop ကိုပိတ်လိုက်ပြီးအိမ်ရဝင်ခဲ့ပေမဲ့လည်းမနက်မှာတော့သူ့အိမ်ကိုရဲရရှိတယောက်ရောက်နေပြီမနေ့ညကမုတ်ဆိုးသုံးယောက်တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီးခရစ်ကိုဗမာရှိနေခဲ့တာလေလို့မေးခဲ့ပါတယ်ဒါနဲ့ခရစ်ကလည်းသူ့အိမ်မှာသူ့မိဘတွေနဲ့အတူရှိနေခဲ့တာလို့ဖြေတော့ရဲကသူတို့ကလုံနီးတိုင်းမေးရတာမို့ဒီကိစ္စနဲ့ပတ်သက်ပြီးအမေဖြစ်သူကစခန်းမှာထွက်ဆိုချက်ပေးရမယ်လို့ပြောရင်ခရစ်ရဲ့တငယ်ချင်းအာရွန်တယောက်သတိပြန်ရလာတဲ့အကြောင်းနဲ့ခရစ်ကိုစကားပြောချင်နေတယ်ဆိုတဲ့သတင်းပေးလိုက်ပါတယ် ဒီလိုနဲ့ Chris လည်းဆေးရုံကိုလိုက်သွားခဲ့တော့တကူလုံးပတ်တီးနဲ့ဖြစ်နေတဲ့တငယ်ချင်း Aaron ကိုတွေ့လိုက်ရပြီသူ့ကိုတခုခုပြောစရာရှိတယ်ဆိုတာဘာလဲမေးတာနဲ့ Aaron လည်းသူနာပြုတ်ကိုစာရွက်နဲ့ဘောပင်တောင်းလိုက်တယ်အဲနောက်တော့ Aaron ကစာရွက်ပေါ်မှာဘောပင်နဲ့သူ Chris ကိုယုံပြီးဆိုတဲ့အကြောင်းနဲ့သူ့ကိုဒီလိုဖြစ်အောင်လုပ်တာ Pushro အဖွဲဆိုပြီးရေးရင်သူမျက်နှာမှာစီးထားတဲ့ပတ်တီးတွေကိုဖြီးပြလိုက်ပါတယ်အဲ့ဒီမှာပဲရုပ်ရက်ဆင်ပြက်ဖြစ်နေတဲ့ Aaron မျက်နှာကိုမြင်လိုက်ရပြီအဲ့ဒီအချိန်ဆေးရုံခန်းရဲ့အပြင်ဘက်မှာလူတစ်ယောက်ဝိတ်တီဝိတ်တီလုံနေတာနဲ့ အဲ့လူမျက်နှာကိုတေချာကြည့်လိုက်တော့လွန်ခဲ့တဲ့2003ခုနှစ်ကသူ့ညီလေးကိုကားနဲ့ဖမ်းသွားခဲ့တဲ့လူဆိုတာကိုတမ်းမှတ်မိသွားတယ်။ ဒါနဲ့ချက်ချင်းဆိုလိုပဲအနောက်ကနေနောက်ရောက်ခံလိုက်ခဲ့ပြီးအဲ့လူရဲ့အိမ်ထဲကိုမလွယ်ပေါက်ကနေခိုးကြောင်ခိုးဝဲနဲ့ဝင်လာခဲ့ပါတယ်လက်ထဲမှာလည်းဒုတ်တချောင်းကိုကင်လာပြီးသူအကုန်သိတာမို့ဖက်ပြေးမှုမကြံနဲ့လို့အတန်စာပေးလိုက်ပြီးဘာလို့ခလေးတွေကိုဖမ်းသွားခဲ့ရတာလဲလို့မေးလိုက်တယ်ဒါနဲ့အဲ့လူကလည်းသူ့ကိုဆရာဝန်ခဲလက်ကခိုင်းလို့လောက်ရတာဖြစ်ပြီးအဲ့ချိန်တုန်းကသူ့မှာအကျွေးတွေအများကြီးရှိနေခဲ့တာမို့အကျွေးချင်တက်လို့တေးရမှာဆိုတာနဲ့ခိုင်းတဲ့အတိုင်းလောက်ခဲ့တာပဲရှိတာပါလို့ပြောပါတယ် အဲ့စကားကြတော့ခရစ်လည်းဒါဆိုရင်သူညီလေးအသက်ရှင်သေးလားလို့မေးတော့အဲ့လူကခလေးတွေအားလုံးကိုဆရာဝန်ဂဲလက်ကလူနဲ့သိစံမျိုးစိတ်ရောဆက်တဲ့စမ်းသပ်မှုမှာတုံးခဲ့တာမို့အားလုံးဘယ်သူမှအသက်မရှင်ခဲ့ကြဘူးလို့ပြန်ဖြေပါတယ်။ဒါပေမဲ့လည်းစမ်းသပ်မှုကကြောက်စရာကောင်းလာအောင်အောင်မြင်လာပြီးတရဝါစန်းတွေဖြစ်လာတဲ့အခါဒေါက်တာဂဲလက်လည်းကြောက်လန့်လာပြီးအားလုံးကိုရှင်းပြဖို့တော်တဲ့ကိုခေါ်လာခဲ့တာကိုတွေ့တာနဲ့သူလည်းခလေးတွေကိုကယ်တင်ဖို့ဝင်လုံးခဲ့ပေမဲ့လည်းသူပဲအရိုက်ခံရပြီးမိသွားတယ်လို့ပြောပါတယ်။ သူနိုးလာတဲ့အခါမှာတော့ခလေးတွေအားလုံးတည်နေကြတာနဲ့သူလည်းတနတ်ကိုလူယူပြီးဒေါက်တာဂဲလက်ကိုတက်ပစ်လိုက်တယ်လို့ပြောပြပါဗါးဒါပေမဲ့လည်းနောက်တရက်ကြာမှာတော့ခလေးတွေအားလုံးကမြေကြီးထဲကနေပျောက်သွားကြတယ်လို့ဆက်ပြောပြတယ် အဲ့ဒီကလေးတွေကကြောက်စရာကောင်းလောက်မိစ္ဆာတွေဖြစ်လာတာမို့ကဘာမြေကြီးကတော့သူတို့ကိုလက်မခံရတော့ပဲဖြစ်သွားတာမို့ပြန်အန်ထုတ်ခဲ့တာဖြစ်မယ်လို့ပြောပါတယ်။ဒါကြောင့်သူကြီးမတည်သေးဘူးလားမေးနေတဲ့ခရစ်ကိုအဲ့လူကမနစ်ကတော်ထဲမှာလူတွေတည်တဲ့သတင်းကြတော့အဲ့လူတွေကိုဘဒူတက်သွားလဲဆိုတာသူသိတယ်လို့ပြောရင်ဂဲလက်အသက်ခံရတဲ့ညမှာပဲသူ့လောက်ရဲ့ပေါ်လာမှာဆိုတာနဲ့ဂဲလက်အိမ်ကိုသွားခဲ့ပြီးတတ်တဲ့တွေကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ပြောပြတယ်။ အဲ့နောက်တော့သူလဲသူ့လောက်ရဲ့ကြောင့်ကလေးတွေကမိစ္ဆာတွေဖြစ်လာပြီလို့ပြောပြီးအခုအဲ့ဒီဝင်ထုပ်ကြီးကိုသူစက်မထမ်းကျင်တော့တာမို့ခရစ်ကိုစက်ထမ်းလိုက်တော့လို့ပြောပြီးကိုကိုကိုတတ်သိသွားခဲ့ပါတယ်တစ်ဖက်မှာလဲပူရှိုအဖွဲ့ကလက်စီရှိနေတဲ့အိမ်ထဲကိုဝင်လာပြီးအတန်တွေပေးနေတာနဲ့လက်စီလဲသူထိန်းရတဲ့ Freddy ကိုဆွဲခေါ်ပြီးအခန်းထဲကနေထွက်လို့တနေရာမှာဝင်ပုန်းနေလိုက်ကြတယ်အဲ့ဒီချိန်မှာပဲဖယ်ဒီရဲ့အဖိုးရဲရရှိကသူ့မြေးကိုစိတ်ပူတာနဲ့ဖုံးဆက်ပေးမယ်လေဖုံးမကင်တာမို့ရဲစကန်ကိုဖုံးဆက်ပြီးသူ့မြေးရှိတဲ့အိမ်စီကိုသွားပေးဖို့အကူအညီတောင်းလိုက်တယ် အိမ်ထဲမှာရှိနေတဲ့ Freddy ကလည်းကင်မရာပါတဲ့ remote control ကားလေးကိုအောက်ထပ်ကအတန်တွေစီမောင်းကြည့်လိုက်တော့တယောက်ယောက်သူတို့အိမ်ထဲရောက်နေတာကိုတွေ့လိုက်ရပြီးချက်ချင်းစုတို့ပဲကားလဲဖြက်စီးခံလိုက်ရတော့တယ်။ အဲ့ဒီချိန်မှာပဲ push ကသူတို့ရှိတဲ့အိမ်ပေါ်ဓာတ်ကိုတက်လာပြီးပုံးနေတဲ့နေရာကိုရောက်လာတာမို့လက်စီလက် ferry လက်ကိုဆွဲပြီးအိမ်ပြင်ကိုပြေးထွက်လာခဲ့ရာကနေ ferry အဖိုးကျေးစုကြောင့်အိမ်ရှိရောက်နေတဲ့ရဲတွေနဲ့တွေ့ပြီးအသက်ဘေးကနေလွတ်သွားခဲ့ပါတယ် ferry နဲ့လက်စီကကြောက်စရာကောင်းတဲ့သဘာဝကြီးကိုမြင်ခဲ့ရတာမို့ကြောက်လန့်နေခဲ့ပြီးရဲတွေကိုအိမ်ထဲမှာတယောက်ယောက်ရှိတယ်လို့ပြောတာနဲ့ရဲရရှိလဲသူ့လက်အောက်ကရဲတယောက်ကိုအိမ်ထဲဝင်ကြည့်ကိုင်းလိုက်တယ်ရဲလည်းတတိထားပြီးအိမ်ထဲဝင်ကြည့်ရာကနေရုတ်တရက်ဆိုလို push ရဲ့တိုက်ခိုက်တာကိုခံလိုက်ရပြီးလဲကျသွားရာကနေအပေါ်ကနေ push ကရဲ ဲလက်ကိုပြုတ်ထွက်သွားတဲ့အထိဆွဲဖြုတ်ပစ်လိုက်ပါတယ်အဲ့နောက်တော့ပြတ်သွားတဲ့လက်ကြီးနဲ့ပဲရဲရဲပါကိုဘဲပြညာပြန်ရိုက်ချနေပြီးပါဇက်ထထိုးထက်လို့တက်ပစ်လိုက်ပါတော့တယ်။တစ်ဖက်မှာလည်းခရစ်ကအပြန်လမ်းမှာဒေါက်တာခဲလက်ပြောထားတဲ့သူ့ရဲ့လူနဲ့သိမ့်ဆန်ပေါင်းဆက်ရာကနေဖြစ်လာတဲ့သူ့တေသနာအတန်းဖိုင်ကိုနားထောင်ကြည့်နေခဲ့ပါတယ်။စံသက်ခံတွေကအသွင်မြင်တွေပြောင်းလဲလာခဲ့ပြီးလူသားတွေထက်အစမတန်ခွန်အားလဲကြီးလာခဲ့တယ်လို့သူပေါင်းဆက်ထားတဲ့ပိုးလောင်လန်ဒီအန်နေကြောင်းဒဏ်ရာတွေပြန်ကောင်းလာနိုင်စွမ်းလဲရှိတယ်လို့ပြောပြနေခဲ့ပါတယ်။ အဲ့ဒီချိန်မှာပဲလက်စီစီကနေဖုံးဝင်လာခဲ့ပြီသူတို့တိုက်ခတ်ခံရတဲ့အကြောင်းပြောရင်ဒီညခရစ်မီဘတွေအနေရှိနိုင်တာမို့အိမ်ကိုအမြန်ပြန်ဖို့တတိလန်းပေးခဲ့ပါတယ်ဒါပေမဲ့လည်းခရစ်မီရောက်ခင်မှာပဲပုစ်ကခရစ်ရဲ့အိမ်ရှိကိုတန်ဆူးကျိုးနဲ့တွဲထားတဲ့တန်ညက်ကြီးကိုဆွဲလို့ရောက်လာခဲ့ပြီအိမ်ထဲမှာတော့ခရစ်အဖေကခရစ်မီမလေးဘန်နီနဲ့အတူရှိနေခဲ့ပြီခရစ်အမေကတော့ဟင်းချက်နေခဲ့ပါတယ် အဲ့ဒီမှာပဲဟင်းချက်နေတဲ့ခရစ်အမေကအတန်တန်ကြားတာနဲ့ကိုကူကိုကာကွယ်ဖို့အတွက်မိဖို့ကြောင့်ကဓာရီထည့်ထားတဲ့အန်ဆွဲကိုဖြွင့်လိုက်ချိန်မှာတော့ဓာရီအားလုံးကအောက်ကိုစိုက်နေရမယ်စားအပေါ်ကိုထောင်နေတာကိုမြင်လိုက်ရပါတယ်။အဲ့ဒီချိန်မှာပဲရှေ့မှာရက်နေတဲ့ push ကိုပါတွေးလိုက်ရတာမို့ထိတ်လန့်နေတော့မှာပဲ push ကခရစ်အမေရဲ့ခေါင်းကိုကိုင်လို့ထောင်နေတဲ့ဓာရီနဲ့မျက်နှာကိုစောင်းရိုက်ချလိုက်တယ်။ ိုက်နောက်တော့ခေါင်းကိုပြန်ဆွဲလိုက်ပြီးမြ мян ကိစ္စသုံးသွားအောင်အားပပါနဲ့တစ်ချက်တည်းဆောင်းချလိုက်တာကြောင့်ခရစ်အမေလည်းတစ်ချက်អော်ပြီးအသက်ထွက်သွားခဲ့တော့တယ်။ပေါ်တန်ကြတော့ဘန်နီနဲ့တူရှိနေတဲ့ခရစ်အဖေကဘန်နီကိုထားခဲ့ပြီးသူ့သွားကြည့်အောင်မယ်ဆိုပြီးထွက်သွားပါတယ်။ခဏကြာမှတော့ဘန်နီတယောက်အိမ်အောက်ထပ်ကိုဆင်းလာချိန်သူ့အဖေရဲ့စူးစူးဝါးဝါးအော်တန်ကိုကြားလိုက်ရတာနဲ့အမြန်ပြေးဆင်းလာရကနေသူ့ထက်သုံးစားမကကြီးနေတဲ့ပုစ်ကိုတွေ့လိုက်ရပါတယ်။ ိစ္စအားလုံးပြီးမှကားနဲ့ဝုန်းတိုင်းဆိုပြီးခရစ်တီယန်အိမ်ကိုပြန်ရောက်လာခဲ့ပေမဲ့လည်းအလားကောင်းပေမဲ့အခါနှောင်းသွားခဲ့တာမို့သူ့အဖေနဲ့အမေရဲ့ရုပ်ပြက်ဆင်းပြက်တည်နေတဲ့ပုံစံတွေကိုသာမြင်လိုက်ရတော့တယ်။တစ်ဖက်မှာတော့လူတွေတည်နေတာနဲ့စမ်းကျင်ဘက်ဖြစ်နေတယ်။မျက်နှာဖုံးပါတီပွဲတစ်ခုကိုကျင်းပနေခဲ့ပြီးအဲ့ဒီပါတီပွဲကိုပူစ်လက်တက်ရောက်လာခဲ့ပါတယ်။ပူစ်ကိုမြင်တော့ပါတီရှိမှဖလစ်နေကြတဲ့ဇုံလွတ်တွေကဘာမျက်နှာဖုံးကြီးတက်ထားတာလဲဆိုပြီးပြောင်နေတော့မှပဲ။ပူစ်ကယောက်ျားလေးရဲ့ပါဇက်ထဲကိုဒုတ်ကြီးထိုးထည့်ပြီးကောင်မလေးရှိမှပဲတက်ပစ်လိုက်ပါတယ်။ ကောင်မလေးလည်းထိတ်လန့်စရာမြင်ကွင်းကြောင့်ကြောက်လန့်ပြီးကားနေတဲ့လူတွေကြားကိုတိုးဝင်သွားခဲ့ရကနေပုစ်ကသူ့ရဲ့ညှက်ထဲထားတဲ့တန်ဆူးချိုးကြီးနဲ့ကောင်မလေးကိုလွှဲရိုက်လိုက်တာမို့ကောင်မလေးလည်းပြေးနေတဲ့ကြားကနေခေါင်းကြီးပြတ်သွားခဲ့ပါတယ်။ပြတ်ယုံနဲ့မပြီးသေးပဲပုစ်ကပြတ်သွားတဲ့ခေါင်းကိုဖေဘောရိုက်တယ်လို့ဒုံးနဲ့တစ်ချက်ရိုက်လိုက်တာမို့ခေါင်းကုန်တစ်ခုလုံးကျေမှွှားသွားပြီးကားနေကြတဲ့လူတွေလည်းမကနိုင်တော့ပဲအလူရက်နဲ့ထွက်ပြေးရတော့တယ်။ တဖက်မှာလဲခွစ်ကလက်စီကိုရဲရဲနားမှာပဲနေဖို့ပြောပြီးသူကတော့ပူရှုအဖွဲ့ကသူညမလေးကိုဖမ်းသွားတာမို့အခုလိုက်ရှာဖို့သွားနေပြီလို့ဖုံးဆက်ပြီးလမ်းပြောပါတယ်ပါတီပွဲမှာတော့လူတွေအားလုံးသူ့အစုနဲ့သူဝယုံသုံးပါးနဲ့ထွက်ပြေးနေကြပြီးအစုတစုကတော့ပြင်းရင်ကနေလမ်းဆောင်ကိုရောက်သွားတာမို့အဲ့ဒီအချိန်ကြောင်မျက်နှာနဲ့ကြောက်စရာကောင်းတဲ့အကောင်ကြီးပေါ်လာပြီးအားလုံးကိုရားစရာမရှိအောင်တတ်ပစ်ခဲ့ပါတယ်ပူးကလည်းတဖက်မှာကြံနေခဲ့တယ်ပါတီပွဲထဲကလူတွေကိုအမဲလိုက်ဖြတ်နေခဲ့ပြီးအားလုံးကိုတက်ပစ်နေခဲ့ပါတယ် အဲ့ဒီအချိန် Chris ကတနတ်တလတ်နဲ့ပါတီပွဲတဲကိုရောက်လာပြီးဂန်ရာပြီးလဲကြနေတဲ့သူတငယ်ချင်း Eva ကိုတွေ့တော့ပြေးသွားလိုက်ပြီး push ပမာလဲလို့မေးလိုက်တယ်။ အဲ့ဒီမှာပဲကြောင်မျက်နှာနဲ့မိစ္ဆာကောင်ရောက်လာပြီခရစ်ကိုသူ့ရဲ့လက်သေးတွေနဲ့မိတ်ဆက်ပေးနေတော့ခရစ်ကလက်မကင်ထားတဲ့တနတ်နဲ့ဘိုက်ကိုပြစ်လိုက်တာမို့ထွက်ပြေးဖို့ကြံကြိမ်မှာတော့အောက်ကအေဗာကမိစ္ဆာကောင်ရဲ့ခြေထောက်ကိုလှမ်းဆွဲထားလိုက်ပါတယ်ဒါကြောင့်မိစ္ဆာကောင်လည်းစိတ်တူသွားပြီးသူ့ရဲ့လက်သေးတွေနဲ့အေဗာကိုနောက်ဘက်ကူးပေးလိုက်ပါတယ်ဒါကြောင့်အေဗာရဲ့တွေးတွေကခရစ်စီကိုဆင်လာတာနဲ့ခရစ်လည်းမျက်လုံးမိတ်လိုက်ရချိန်မှာပဲမိစ္ဆာကောင်ကြီးကပျောက်သွားခဲ့ပြီးတစ်ဖက်မှာလည်းပုစ်ကအမဲလိုက်လို့မပြီးသေးတာမို့ရရဆက်ဆက်နဲ့မဆာမနာအမဲလိုက်နေပြန်ပါတယ် ခရစ်လည်းဒါကြောင့်ပုစ်ကိုသူ့စီမြားခေါ်ဖို့အတွက်အတန်ပေးလိုက်ရကနေပုစ်လည်းအားလုံးကိုပြစ်ချထားခဲ့ပြီးခရစ်နာကိုလွှားဆက်ကြည့်ယူလို့လိုက်လာခဲ့တော့တယ်။အခုတခါမှာတော့ခရစ်လက်ထဲမှာတဏှာမရှိတော့ဘဲဒုတ်တချောင်းသာရှိနေခဲ့ပြီးသူညမဗန်ဒီဘမလည်းလို့ပုစ်ကိုမေးပြီးသူကအရင်ဥအောင်ဒုံနဲ့စော်နေခဲ့ပါတယ်။ဒါပေမဲ့လည်းပုစ်ပြန်တိုက်ခိုက်ချိန်မှာတော့ခရစ်ရောက်လဲကျသွားခဲ့ပြီးလက်ထဲမှာရှိတဲ့လွှားဆက်ကိုလည်းမီးထွက်လာအောင်နားမှရှိတဲ့ကားနဲ့ချစ်ပစ်လိုက်ပါတယ်။ ဒါကြောင့် Chris လည်းကားထဲကိုဝင်ပုံးလိုက်ရပြီ။ဒါကိုတော့ Push ကလွှားဆက်နဲ့လိုက်ဖြတ်နေသေးတာမို့ကြောက်လန့်ကြားနဲ့អော်ဟစ်ပြီးကားပေါ်ကနေဆင်းလာရတော့တယ်။အဲနောက်တော့ထွက်ပြေးရာကနေ Push ကလည်းလွှားဆက်ကြီးကင်ပြီးအနောက်ကနေပြေးလိုက်လာတာကြောင့် Chris ရောက်လဲကျသွားခဲ့ပြီ။ဖင်တရွတ်တိုင်းနဲ့ဆက်ပြေးရင် Push မြေကြီးထဲကနေထွက်ခဲ့တယ်။မြေကျွေးနားကိုရောက်လာခဲ့တယ်။ ဖူးစ်လည်းအဲ့မြေကျွင်းကိုမြင်တော့သူစားထွက်လာခဲ့တဲ့နေ့ကိုအမှတ်ရသွားပြီ။တွားဆောက်ကိုအောက်ချလိုက်တာမို့ခရစ်လည်းဖူးစ်ကိုကြည့်ပြီးသူ့ညီလေးနာမည်ကိုခေါ်လိုက်တယ်။ဖူးစ်ကတော့သူ့မြေကျွင်းကိုသူကြည့်ရကနေသူငငယ်ကပုံစံကိုမြင်အောင်နေတော့ခရစ်ကနေရာကနေထားလာခဲ့ပြီ။သူ့ညီမလေးဘန်နီဘမာလဲဆိုတာပြောပြပါလို့ပြောတယ်။ဒါပေမဲ့လေပုစ်ကခရစ်ကိုရုတ်တရက်လဲပင်ထားညစ်တာမို့ခရစ်လည်းဘာမှပြန်မခုခံနိုင်မဲတေမလို့ဖြစ်နေချင်းခရစ်ကိုစိတ်ပူပြီးလိုက်လာတယ်လက်စီရောက်လာပြီးပုစ်ကိုခုံအောင်လိုက်ပါတယ် ဒါကြောင့် proof လက်စိတ်တို့သွားပြီးလွှားဆက်ကိုပြန်ဖွင့်လို့လက်စီရဲ့ခေါင်းကိုဖိကင်ထားပြီးမျက်နာကိုလွှားဆန်တာတိုးနေတော့မှပဲ Chris ကသူ့ညီလေးနာမည်ကိုအော်ခေါ်လိုက်တာမို့ proof လဲသူ့လုံးနေတဲ့အလုပ်ကိုရက်လိုက်ပြီးအနောက်ကိုလှည့်ကြည့်လိုက်တယ်။ အဲ့ဒီမှာတော့ပစိန်ကိုင်မီရက်နေတဲ့ခရစ်ကိုတွေးလိုက်ရပြီခရစ်ကပစိန်နဲ့ပုစရခေါင်းတက်တဲ့ကိုရိုက်ခွဲပစ်လိုက်တော့တယ်အဲ့လိုကနေမှာပုစရခေါင်းနှစ်ချမ်း꽌ပြီးတည်သွားခဲ့ရပြီဒီမြင်ကွင်းအတွက်တော့ခရစ်စရောက်မပြောရှင်နိုင်ပဲသူညီလေးကိုသူစောင်းချောင်းမယ်ဆိုပြီးပေးထားတဲ့ကတိမတီးခဲနိုင်တာအတွက်ဝမ်းနဲ့နေတာနဲ့လက်စီကပုစကခရစ်ညီလေးမဟုတ်တော့ဘူးလို့အတိဝင်အောင်ပြောပြနေခဲ့ပါတယ်အဲ့နောက်သူတို့တွေတော်ရဲကနေထွက်လာကြတော့ အသည့်ရောက်နေတဲ့ရဲကားတွေကိုတွေ့လိုက်ရပြီခရစ်ညီမလေးဘန်နီကလည်းရဲတွေနဲ့အတူပါလာတာမို့ခရစ်တယောက်စိတ်အေးသွားခဲ့ရတော့တယ်တစ်ဖက်မှာလည်းပူဖ်နဲ့ပစ်ကလက်တို့ရဲ့ခေါင်းမရှိတော့တဲ့ခန္ဓာကိုယ်တွေကတဖြည်းဖြည်းပြန်ကောင်းလာတာကိုပြရင်ဇလန်းလေးလည်းအဆုံးသတ်သွားပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်